ျွန်တော်ရဲ့မိတ်ဆွေအင်္ဂါသားသမီးများအတွက်အခုဖြတ်သန်းဝင်ရောက်လာပြီဖြစ်တဲ့နိုဝင်ဘာလတလတာနဲ့ပတ်သက်တဲ့ကံကြမ္မာအခြေအနေများကိုဟောပြောပေးမှာပဲဖြစ်ပါတယ်။ဟောပြောပေးမယ်ဆိုတဲ့အခါမှာအလုတ်ကိုင်းငွေကြေးကျန်းမာရေးနောက်လူမှုရေးပညာရေးဘာသာရေးနောက်ခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စရန်အတိုက်ခိုက်ရှိမရှိစသဖြင့်ပြည့်ပြည့်စုံစုံလေးဖြည့်ရလေအောင်ဒါတဲရော့ကတ်တွေနဲ့တက်ကတ်ချင်းကျွန်တော်ကြည့်ပြီးတော့ဟောပြောပေးမှာပဲဖြစ်ပါတယ်။မိတ်ဆွေများကကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့ ်အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင်။နောက် follow မလုပ်ရသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပောင်လေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ။အဲ့တော့အင်္ဂါသားသမီးများအနေနဲ့အခုဒါဖြတ်သန်းဝင်ရောက်လာပြီဖြစ်တဲ့နိုဝင်ဘာလတလတာကာလတွင်မှာလုပ်ငန်းကိုင်ကန်ပိုင်းနဲ့ပတ်သက်တဲ့အခြေအနေတွေမှာတော့အကြက်တဲအခက်အခဲလေးတွေ အကြံတဲခက်ခဲလေးတွေကြုံတွေ့ရတတ်ပါလေဘလို့လုံငန်းခိုင်ငံမျိုးပဲလောက်ကန်ဆောင်ရွက်သည်ပဲဖြစ်ပါစေလွယ်လွယ်ကူကူရှော့ရှော့ရှိရှိနဲ့လောကကန်ရတာမျိုးမရှိဘဲနဲ့ပေါ့နော်အခက်ခဲတွေအနှောက်အယှက်တွေအစင်မပြေမှုတွေဈာတဲ့ကနေပြီးတော့ရုံးကန်ရနိုင်တဲ့အခြေအနေမျိုးလေးတွေ ုံရတတ်ပါတယ်။ဟိုဝန်ထမ်းတို့ပါလို့ဆိုလို့ရှိရင်လည်းကြီးခဲ့တဲ့သူတွေနဲ့အဆင်မပြေတာမျိုးတွေကြီးခဲ့တဲ့သူတွေရဲ့ညွန်ညင်မှုခံရတာမျိုးတွေကြုံရတတ်ပါတယ်။ကိုပိုင်လုံငန်းကိုင်ကန်လုပ်နေတဲ့သူတွေဆိုရင်လည်းကိုယ့်ရဲ့လုပ်ငန်းမှာအပြိုင်ဆိုင်တွေအနှောက်အယှက်တွေအတိုက်အခိုက်တွေတအားများတတ်တယ်။လာတလာကိုဒါရောက်နေခြင်းဖြစ်ပါတယ်နော်။ဒါပေမဲ့အလုပ်ကိုင်နဲ့ပတ်သက်ရင်နည်းနည်းကယူဆိုင်ပြပါလို့မှာကြလို့ပါတယ်။ငွေရေးကြေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုလည်းဆက်ပြောပါမယ်။ငွေရေးကြေးပိုင်းမှာလည်းအားနည်းနေတဲ့အနေအထားမျိုးကိုတွေ့ရပါတယ်။ငွေကြေးအတွက် ဲ့နည်းနည်းဆိတ်ရှုပ်စရာတွေကြုံလာရနိုင်တယ်ငွေကြေးနဲ့ပတ်သက်တဲ့ပြဿနာတွေကိုတစ်ခုပြီးတစ်ခုဖြေရှင်းနေရနိုင်တယ်လို့တွေ့ရပါတယ်အထူးသဖြင့်ကိုအောက်ကကိုတဲ့ငယ်တဲ့သူတွေကိုအကြောင်းပြုပြီးတော့ငွေကြေးပိုင်းမှာအဲဆိတ်ညစ်စရာလေးတွေကြုံလာတတ်တယ်ဆိုတာကိုလည်းပဲတွေ့ရပါတယ်ခင်ဗျာနောက်ကျမ်းမာရေးပိုင်းအဲ့တော့ကျမ်းမာရေးပိုင်းဟာ ဘယ်လိုပြောမလဲဆိုတော့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အစီအမပြေမှုတွေနဲ့ပို့ပြီးတော့သက်ဆိုင်ပါတယ်အဲ့တော့စိတ်မပျော်ရွှင်မှုစိတ်မကြည်လင်မှုစိတ်မလန်းဆန်းမှုဖြစ်နေတဲ့အခါမှာကျန်းမာရေးရလည်းပဲဟိုဟာညံ့လိုက်ဒီဒါညံ့လိုက်နော်ဟိုနေရာမကောင်းဖြစ်လိုက်ဒီနေရာကမကောင်းဖြစ်လိုက်ဆိုတဲ့ပုံစံမျိုးတွေရှိလာနိုင်ပါတယ်ဒါမလို့ကျန်းမာရေးပိုင်းကိုလည်းပဲညံ့နေလို့ကျွန်တော်ကထပ်ပြီးတော့တွေ့ရပါတယ်ခင်ဗျာအဲ့တော့လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုကြည့်ပါမယ်လူမှုရေးပိုင်းမှာတော့ပုံမှန်အားဖြင့်ရှိပါတယ်တအားကြီးအကောင်းကြီးလည်းမဟုတ်သလိုအဆိုးကြီးလည်းမဟုတ်ဘူးအကောင်းအဆိုး ညီမျှနေတယ်လို့တွေ့ရပါတယ်ခင်ဗျာအဲ့တော့ပညာရေးကံသို့မဟုတ်ဘာသာရေးကံကိုကျွန်တော်ကြည့်ပေးပါမယ်အဲ့ဒီပညာရေးကံဘာသာရေးကံကတော့ပုံမှန်အားဖြင့်ရှိပါတယ်အသင်ထဲမှာပဲပါပါတယ်အဲ့တော့ဒီကလဟာပညာရေးကံတအားကောင်းတယ်လို့လည်းမဆိုသာသလိုအဲဘာသာရေးဘက်မှာလည်းတအားကြီးကံနေကောင်းနေပါတယ်လို့ပြောလို့ရနိုင်တဲ့အနေအထားမျိုးကြီးထဲမှာတော့မတွေ့ရသလိုအညံတဲ့ကိုရောက်နေတယ်လို့လည်းပဲမဟုတ်ပါဘူးခင်ဗျာခရီးသွားလာမှုနဲ့ပတ်သက်တဲ့အကြောင်းကိစ္စကြီးတဲ့အခါမှာလည်းပဲခရီးကြိုညံ့နေပါတယ်ဒါမျိုးခရီးသွားလာမှုနဲ့ပတ်သက်တဲ့အခြေအနေတွေမှာ အဆင်မပြေမှုလေးတွေညားတတ်ပါတယ်เนาะဂယူဆိုင်ပါအဲ့တော့နောက်ဆုံးရန်အတိုက်ခိုက်နဲ့ပတ်သက်တဲ့အခြေအနေကိုကျွန်တော်ကြည့်ပေးပါမယ်ရန်အတိုက်ခိုက်နဲ့ပတ်သက်တဲ့အခြေအနေတွေမှာတော့ တိတ်ကြီးကြီးမမမရှိပါဘူး။ရန်နေအတိုက်ခိုက်တွေကိုကြုံလာခဲ့မယ်ဆိုရင်လည်းပဲကြော်ဖြတ်နိုင်မယ်လို့တွေးရပါတယ်။အဲ့တော့အားလုံးကိုခြုံငုံပြီးကြည့်မယ်ဆိုလို့ရှိရင်တော့အင်္ဂါသားမီးများဟာဒီကုနိုဝင်မှာလာတဲ့မှာအလောက်ကန်ရောငွေကြေးပိုင်းရောအဲနောက်ကျမ်းမာရေးတို့ဘာတို့မှာရောပေါ့နော်။အညံလေးတွေရှိနေတဲ့ပုံစံလေးတွေကိုသွားတွေးရပါတယ်။နောက်လို့ဘာရရာလေးတွေဘလို့ဆော်ဝဲတင်နေဆိုတာကိုနောက်ထပ်တဲရော့ကန်ဒီမှာကျွန်တော်ထပ်ပြီးတော့ကြည့်ပေးပါမယ်။ဒါပြင်ဘလို့ကန်အခွင့်အလန်းကောင်းတွေကိုလည်းပဲကြုံတွေးရရှိနိုင်အောင်မလဲ။ဘာတွေကိုဒီလာထဲမှာမျှော်လင့်လို့ရနိုင်မလဲဆိုတာကို ထပ်ပြီးတော့ကြည့်ပေးပါမယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရှိမှတအူးချင်းတယောက်ချင်း ဘေးဒီနေများကျင်နေဆိုရင် TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်။အဲဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးကဘေးဒီနေများလို့ရပါတယ်ခင်ဗျာ။တဝူးချင်းတယောက်ချင်းရဲ့ဘေးဒီကိန်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဘေးဒီ host name ကိုကျွန်တော်ပို့ပေးတယ်။သိလို့တဲ့မေးလို့တဲ့အကြောင်းအရာတွေကိုဖြည့်ပြီးဟောပေးတယ်။နောက်လိုအပ်တဲ့ရည်ရာတွေကိုအကြံပြုတိုင်းညွှန်ပေးပါတယ်ခင်ဗျာ။ညံပူဇော်ကတဝူးကို2000ကျပ်ယူပါတယ်။နောက်ရန်ကုန်မှာရှိတဲ့ကျွန်တော်ရဲ့မိတ်ဆွေများက ်အခုဒီနိုဝင်ဘာလလာဇန်ပိုင်းမှာကျွန်တော်ရာဟုမှာရှိပါမယ်အဲ့တော့ကျွန်တော်နဲ့အပြင်မှာလူတွေ့တွေ့ဆုံမေးမြန်းခြင်းနဲ့မိတ်ဆွေများကကျွန်တော်ကိုကြိုတင်ဆက်သွယ်စာရင်းပေးပြီးတော့လာရောက်တွေ့ဆုံမေးမြန်းနိုင်ပါတယ်ခင်ဗျာ ။ဒါကျွန်တော်ရဲ့မိတ်ဆွေများခင်ဗျာကျွန်တော်နာမည်နဲ့ Binary Application လေးလောက်ထွက်လာရှိပါတယ်။ Play Store မှာ Soyan Thon ဆိုတဲ့နာမည်ကိုရိုက်ပြီးတော့ကျွန်တော်ရဲ့ Binary Application လေးကို download ဆွဲတာနှိမ့်စေကျွန်တော်ပုံမှန်တင်ဆက်ဟောပြောပေးနေတယ်။ Daily အဟောတွေကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။အဲ့တော့နှိမ့်စေအဟောတွေအပြင်တပတ်စာဟောစာတွေတစ်လစာဟောစာတွေတစ်နှစ်စာဟောစာတွေကိုလည်းပဲ Application လေးထဲမှာကျွန်တော်ထည့်ပေးထားပါတယ်။ကျွန်တော်ကိုအားပေးတဲ့မိတ်ဆွေများကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ပေါ့နော်။ Application လေးကို download ဆွဲပြီးတော့နှိမ့်စေကြည့်ရှုအားပေးတဲ့မိတ် စေများအတွက်ကို့အတွက်အရေးကြီးတဲ့မေးခွန်းတစ်ခုကိုမေးမြန်းနိုင်ပါတယ်အဲ့တော့ဒီရဲ့ post out မှာအဲကျွန်တော်ရဲ့ application လေးကို download ဆွဲထားတဲ့ပုံလေးကို screenshot ရိုက်ပြီးလို့ရှိရင်ကို့သိလိုတဲ့မေးခွန်းတစ်ခုကိုမေးမြန်းနိုင်ပါတယ်ကျွန်တော်ကအင်္ဂါဝိစာနဲ့တော့လကောက်သို့မဟုတ်တေရွက်ကနဲ့တော့လကောက်ကြည့်ပြီးလို့ရှိရင်ပြန်ပြီးတော့ကျွန်တော်တတ်နိုင်သလောက်ဖြည့်ပြီးဟောပေးပါမယ်ဒါကတော့ကျွန်တော်ရဲ့မိတ်ဆွေများကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ကျွန်တော်ဘက်ကနေပြီးတော့တတ်နိုင်သလောက်ဆောင်ရွက်ပေးခြင်းပဲ ဖြစ်ပါတယ်ခင်ဗျာကဲခုဆက်လက်ပြီးတော့အင်္ဂါသားမိများတွေဘလို့ကအခွင့်အလမ်းကောင်းတွေကြုံတွေ့ရနိုင်အောင်မလဲနောက်ဘလို့ရရတွေကိုစောင့်ရဲတင်ပါတယ်လဲဆိုတာကိုကျွန်တော်ထပ်ပြီးတော့ကြည့်ပြပါမယ်ခင်ဗျာအင်္ဂါသားမိများကိုမှာကျင်တာကဘယ်အလုပ်ကိစ္စကိုပဲလုပ်လို့အချိန်မဆွဲပါနဲ့လင်းလင်းမြန်မြန်စဉ်းစားဆုံးဖြတ်ပြီးတော့လောက်ကန်ဆောင်ရွက်ပါအချိန်ဆွဲနေမယ်တွေ့ဝေနေမယ် စဉ်းစားနေမယ်ဆိုရင်အခွင့်အလမ်းကောင်းတွေကိုလက်လွတ်ဆုံးရှုံးသွားတာမျိုးတွေကိုကြုံတွေ့ရတတ်ပါတယ်။နောက်ဘယ်အလုပ်ကိုပဲလုပ်လို့တစ်ချိန်နဲ့မအောင်မြင်နောက်တစ်ချိန်ထပ်ပြီးစူးစမ်းပါ။နောက်တစ်ချိန်မအောင်မြင်နောက်တစ်ချိန်ထပ်ပြီးတော့စူးစမ်းပါ။အချိန်ချင်းအခါခါစူးစမ်းလုံးဆောင်ခြင်းအပြင်တိုးတက်အောင်မြင်မှုတွေကိုရရှိလာနိုင်လိမ့်မယ်လို့တွေးရပါတယ်။နောက်လုံးဝရပ်မနေပါနဲ့။ကိုယ်ကံနေညံ့နေတယ်ကိုဘာလို့လို့အစင်မပြေဘူးဖြစ်နေတယ်ဆိုပြီးတော့ဘာမှမလုပ်ပဲထိုင်နေတာတည်းဆာလို့ရှိရင်ဒါတစ်ခုမဟုတ်တစ်ခုလုံးနေတယ်စူးစမ်းနေမယ်ဆိုရင်ကိုယ့်အတွက်ပို့ပြီးတော့အစင်ပြေနိုင်လိမ့်မယ်လို့ ေ့ရပါတယ်။ရေရေအနေနဲ့ကတော့ပေါ့ပေါ့ပါပါပါပဲ။ဖျားရေတက်ပဲလို့ရတယ်။ဖျားတောက်တော်ရေကတ်လို့လို့ရပါတယ်။ရေနဲ့ပတ်သက်တဲ့ကုစုကောင်းမှုလေးတွေညံ့များလေးပြုလို့ဆောင်ရွက်ပေးပါလို့ဒါအကြံပြုအညွှန်းပေးလိုက်ရပါတယ်။ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။သဘောကျနေသက်တဲ့ဆိုအောက်မှာကွန်မန့်လေးတွေရေးခဲ့ပါအောင်။ Like Share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ။